တရရောက်ကကိုကုနစ်နာအောင်လုပ်လို့တရားဆွဲပေးမယ်ဆိုပြီးဒေါ်ဟာထွက်ဖို့တဲ့အခရတက်မျိုးတွေရှိကြမှာပါ။အင်းကျုံပူကြမှာပါ။ဒါပေမဲ့တကယ်တမ်းကျတော့လေကိုခန်းစားရတဲ့နစ်နာမှုတိုင်းကတရားရုံးမှာအနိုင်ရတဲ့အမှုဖြစ်လာနိုင်မှာမလား။အဲ့ဒီကတော့မဖြစ်နိုင်ဘူး။ဟုတ်တယ်နော်။တကယ်တော့တရားဥပဒေမှာနစ်နာမှုဆိုတာကိုအောင်မြင်တဲ့တရားမှမှု တမှုအဖြစ်ပြောင်းလဲပေးနိုင်တဲ့အဓိကပါဝင်ပစ္စည်း၃မျိုးရှိတယ်လို့ဆိုရဲ။ဟုတ်ပါတယ်။ ဒီနေ့မှာတော့အဲ့ဒီလိုဝက်ချက်လိုဖြစ်နေတဲ့ပါဝင်ပစ္စည်းတွေကဘာတွေလဲပြီးတော့ထိုက်ခိုက်နှစ်နာရုံတက်တက်နဲ့ဘာကြောင့်မလုံလောက်တာလဲဆိုတာကိုဥပဒေဆိုင်ရာအရင်းမြစ်စာတမ်းတစ်စောင်ကိုအခြေခံပြီးနင်းနေလေးနေလေးနဲ့ဆွေးနွေးကြည့်ကြပါရစေ။ဟုတ်ကဲ့။အဲ့ဒီအချက်ကတော်တော်လေးအရေးကြီးပါတယ်ခင်ဗျာ။လူအများစုကနဲ့နာမှုရှိရင်လျော်ရည်တောင်းလို့ရပြီလို့ထင်ကြတယ်။ဟုတ်ကဲ့အဲ့လိုပဲထင်ကြတာ။ဒါပေမဲ့တရားဥပဒေရဲ့အမိန်မှာတော့အဲ့လောက်မယိုးရှင်းဘူးလေ။တရားမနဲ့နာမှု dot လို့ခေါ်နိုင်ဖို့ဆိုရင်အတိကအချက်၃ချက်လုံးနဲ့ကိုက်ညီဖို့လိုတယ်။ဟွန်းအဲ့ဒီ၃ချက်ကို hand ခွက်ချက်ဖို့လိုအပ်တဲ့ပါဝင်ကျစီတယ်လို့သဘောထားကြည့်လို့ရတယ်။တခုခုကြံထည့်ရင်အဲ့ဒီ hand ကအရသာရှိမှာမဟုတ်တလို့ပဲအမှုကလည်းပေါ့မှာမဟုတ်ပါဘူး။အော်စိတ်ဝင်စားဖို့ကောင်းနေ။အဲ့ဒီအချက်တွေကတော့တဥပဒေရအမားတခု legal wrong ရှိရမယ်။နဲ့ဥပဒေကအတိမတ်ပြတဲ့နစ်နာမှု legal damage ဖြစ်ရမယ်။ပြီးတော့၃ ဥပဒေရကုစားခွင့် legal remedy ရှိရပါမယ်။ကောင်းပြီ။ဒါဆိုရင်အဲ့ဒီပါဝင်ပစ္စည်း၃မျိုးကိုတစ်ခုချင်းစီတရားလေ့လာကြည့်ကြအောင်။ပထမဆုံးချက်ဖြစ်တဲ့ legal wrong ဒါမှမဟုတ်ဥပဒေရအမားဆိုတာကဘာကိုဆိုလိုတာလဲ။လူတယောက်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တိုင်းဥပဒေရအမားဖြစ်သွားရောလား။အဲအဲ့လိုတော့လေတိုက်ရိုက်ကြီးမဟုတ်ပါဘူး။ legal wrong ဆိုတာကလူတယောက်မှာဥပဒေရအကားအကွယ်ပေးထားတဲ့အခွင့်အရေးတစ်ခုရှိနေပြီးတော့ ဲ့ဒီအခွင့်အရေးကိုတခြားတယောက်ကချိုးဖောက်လိုက်တာကိုဆိုလိုတာပါ။ဩအခွင့်အရေးကိုချိုးဖောက်တာ။ဟုတ်တယ်။ဥမာပြောရင်လေလူတိုင်းမှာကိုယ်ခန္ဓာကိုယ်ကိုသူများထိခိုက်တာမခံရပိုင်ခွင့်ကိုယ်ပိုင်ပစ္စည်းကိုမဖျက်ဆီးခံရပိုင်ခွင့်ကိုယ်ကုန်တိခါကိုမစော်ကားခံရပိုင်ခွင့်တွေရှိပါတယ်။အဲ့ဒီအခွင့်အရေးတွေကိုတယောက်ယောက်ကကျူးလွန်လိုက်ရင်အဲ့ဒါ legal wrong ပဲ။ Ừm ။ဒီနေ့ပြောရရင်ကျွန်တော်တို့အားလုံးမှာသူတပားကိုမထိခိုက်အောင်ဂယူဆန်ရမယ်။ duty of care လို့ခေါ်တဲ့တာဝန်ကိုရှိရှိတယ်။အဲ့ဒီတာဝန်ကိုပြည့်ကွက်ခရင်ဥပဒေအရအမတ်ခုကျူလွန်ရရောက်သွားလာပါပဲ။ဩဒါဆိုရင်ဥပဒေကကာကွယ်ပေးထားရဲ့အခွင့်အရေးကိုတိုက်ရိုက်ထိပါမှ legal wrong ထဲတာပေါ့။ဟုတ်ပါတယ်။ကောင်းပြီ။ဒါဆိုဒုတိယပါဝင် PC ဖြစ်တဲ့ legal damage ကကောနင့်နာမှုဆိုတာထိခိုက်နင့်နာတာပဲမဟုတ်ဘူးလား။အဲ့ဒါဘာလို့ဒီလောက်ရှုပ်ထွေးနေရတာလဲ။ဒီနေရာမှာပဲဥပဒေကအရန်စိတ်ဝင်စားဖို့ကောင်းပြီးနည်းနည်းလေးထူးဆန်းလာပါတယ်။ မျက်နှာမှုရှိတိုင်းဥပဒေကအတိမပြူတဲ့မျက်နှာမှုလို့မတတ်မှတ်ပါဘူးဟုတ်လားဟုတ်တယ်ဒီအယူအဆကိုရှင်းတော့အောင်အရင်မြစ်ထဲမှာပါတဲ့ရှေးဟောင်းလက်တင် စကပုံကခုကအကောင်းဆုံးရှင်းပြနိုင်ပါတယ်အတန်းထိုးတဲ့ကနည်းနည်းခက်ပေမဲ့သူတို့ရဲ့အတိတ်ပဲကတရားဥပဒေရဲ့အတွင်စိတ်ကိုဖော်ပြနေတယ်อืมဘယ်လိုမျိုးလဲပထမတစ်ခုရယ်ဆိုလို့ရင်ကတပြားတစ်ချက်မှမနစ်နာပဲနဲ့တရားဆွဲပြီးအနိုင်ရနိုင်တယ်လို့ဆိုပြီးဒုတိယတစ်ခုကတော့ ို့မှမွေးအများကြီးဆုံးရှုံးသွားပေမဲ့ဥပဒေကကမကောင်းဘူးလို့ပဲမှတ်လိုက်ပါလို့ပြောနိုင်တယ်ဆိုတဲ့တဘောပါဟာအဲ့ဒါကတော့တူတူလေးကိုတမျိုးပဲနော်ပိတ်ဆံမရှုံးပဲအနိုင်ရနိုင်တယ်ဆိုလာကဘလို့ဖြစ်နိုင်မှာလဲပရမစကဘဝတ္တနမူနာတစ်ခုလောက်ဖြောပြပေးလို့ရမလားရတာပေါ့အဲ့ဒီအတွက်အကောင်းဆုံးဥမာတော့အရင်နှစ်ထဲမှာပါတဲ့ HPVS White ဆိုတဲ့နာမည်ကြီးအမှုပါပဲအော်ကြားဘူးတယ်အဲ့ဒီအမှုမှာ လူတယောက်ကမဲပေးဖို့အရေးချင်းပြေးမိတယ်။ဒါပေမဲ့မဲယူတာဝန်ခံကသူ့ကိုမတမာတဲ့နီးနဲ့မဲပေးခွင့်ပေးပင်လိုက်တယ်။อืมအော်စရာကောင်းတာကသူ့မဲပေးခြင်းတဲ့ကိုစားလေလောင်းကပဲရွေးကောက်ပွဲမှာအနိုင်ရသွားခဲ့တယ်။ဆိုတော့သူ့မှာလက်တွေမှာဘာမှထိခိုက်နေနာမှုမရှိဘူးလေ။ဟုတ်တယ်နော်။သူ့လူလန်းနိုင်သွားတာပဲသူမဲထည့်ရခြင်းမထည့်ရခြင်းကဘာမှမထူးတော့ဘူး။ဒါပေမဲ့တရားရုံးကသူ့ကိုလျော့ကြီးပေးခိုင်းခဲ့တယ်လို့ဆိုတယ်။အဲ့ဒါဘာကြောင့်လဲ။တိကျပါတယ်။တရားရုံးက ငွေကြေးဆုံးရှုံးမှုကိုကြည့်နေတာမဟုတ်ဘူး။အော်တရားရုံးအမြင်မှာအရေးကြီးတာကသူ့ရဲ့မဲပေးပိုင်ခွင့်ဆိုတဲ့ဥပဒေရအခွင့်အရေးချိုးဖောက်ခံလိုက်ရခြင်းပါပဲ။ဥပဒေကအဲ့ဒီအခွင့်အရေးကိုနိုင်ကတန်ဖိုးရှိတယ်လို့သတ်မှတ်ထားတယ်။อืมအခွင့်အရေးကိုနိုင်ကိုဟုတ်တယ်။အဲ့ဒီအခွင့်အရေးကိုထိပါလိုက်တာနဲ့ကိုပဲနင့်နာမှုဖြစ်ပြီးလို့သတ်မှတ်လိုက်တာ။ဒါကိုလက်တင်လို့ injurious sine damno လို့ခေါ်တာပေါ့။ injurio signi damno ဟုတ်ပါတယ် injuria ဆိုတာအခွင့်ရချိုးဖောက်ခံရခြင်း damno ဆိုတာငွေကြေးနစ်နာမှုဆိုတော့ငွေကြေးနစ်နာမှုမရှိပဲအခွင့်ရချိုးဖောက်ခံရတာနဲ့တူတရားစွဲဖို့လုံလောက်သွားပါပြီအော်တဘောပါပြီဒါဆိုရင်အထက်ကကခွင့်ရကိုနိုင်ကတဲဘူးရှိတယ်ဆိုတဲ့အချက်ကိုဒီလိုအခြေခံမျိုးမျိုးကတခြားနေရာတွေမှာလည်းရှိသေးလား အရင်မဲ့ထဲမှာတခြားအမှုတွေကိုလည်းတွေးလိုက်တယ်။ရှိတာဗော။ဒီမှုကတော်တော်ကျဲပြတ်မာတယ်။ဥပမာဘန်တစ်ခုကဖောက်တေဘေးရောက်ရဲ့ချက်လက်မှတ်ကိုအကောင့်ထဲမှာပိတ်ဆံအလွန်လောက်ရှိလေတာနဲ့မာယွင်းပြီးပိတ်ဆံမထုတ်ပေးပဲညင်းလိုက်တယ်။ Mazati V Williams အမှုလိုမျိုးဗော။အင်းအဲ့လိုမှတခြားနည်းနဲ့ငွေကြေးနှင်နာမှုမရှိခဲ့တဲ့အောင်မှသူ့ရဲ့ငွေထုတ်ပိုင်ခွင့်ဆိုတဲ့အခွင့်အရေးကိုဘဏ်ကချုပ်ဖော်လိုက်တဲ့အတွက်ရောကြေးရခဲ့တယ်။အော် မြမပီယမောင်ဒစ်ဆာနဲ့မောင်နဲ့အမှုဆိုပို့တောင်ထူဆန့်ထဲတယ်။တရားလိုရဲ့ငားကန်တဲကိုငားတယ်လွတ်လွတ်လပ်လပ်ဝင်လို့မရအောင်တရားပြိုင်ကဝါလုံးတွေနဲ့ပိတ်ဆို့ခဲ့တယ်။ဟုတ်လား။တကယ်တမ်းဘလော့တံပိုးရှိတဲ့ငားဘနဲ့ကောင်းမဝင်နိုင်ခဲ့ဘူးလေဆိုတာတက်သေးပြဖို့မလွယ်ဘူးလေ။ဟုတ်တော့ဗောဘလို့လို့ပြနိုင်မှာလဲ။ဒါမဲ့သူ့ရဲ့ငားဖမ်းပိုင်ခွင့်ကိုတားဆီးခံရတဲ့အတက်လျော်ကြေးရခဲ့တယ်။ ဆိုတော့ဒီအမှုတွေအလုံးရဲ့တူညီတဲ့အချက်ကအခွင့်ရေးချိုးဖောက်ခံရခြင်းဟာအဓိကပဲ။ကောင်းကြီးအခွင့်ရေးချိုးဖောက်ခံရရင်ငွေရကြီးအာမနစ်နာလောင်တရားစွဲနိုင်တယ်ဆိုတော့သဘောပေါက်သွားပြီ။ဒါဆိုရင်ခုနပြောတဲ့ဒုတိယစကားပုံမဲ့ကိုပြန်ပွားကြည့်ရအောင်။အကြီးကျယ်နစ်နာပေမဲ့တရားစွဲလို့မရဘူးဆိုတာကတော့တော်တော်လေးကိုနားမလည်နိုင်စရာပဲ။အဲ့ဒါကဘီလိုအခြေအနေမျိုးမှာဖြစ်တတ်တာလေ။အဲ့ဒါတော့တရားမျှတရဲ့ပြိုင်ဆိုင်မှုတွေမှာအများဆုံးတွေ့ရပါတယ်။ဥပမာအနေနဲ့ Glasstaga Grammar School အမှုကိုကြည့်ရအောင်။ တရားလိုကကြောက်တကြောင်ဖွင့်ခါတယ်တိတ်မကြခင်မှာပဲတရားပြိုင်ဖြစ်သူကသူ့ကြောက်ပြီမှတင်ပြိုင်ပဲကြောက်တကြောင်လာဖွင့်လိုက်တယ်အော်သူကပိုကောင်းတဲ့ဆရာတွေခန့်ကြောင်းလာခါလေးချော့ပြီးတော့တရားလိုကြောင်းကကြောင်းစားလေးအာစုံကြီးမှာဟိုဘက်ကိုပြောင်းသွားကုန်တော့ဒါစင်းတော့မူလကြောင်းဆရာကြီးကဝင်ငွေအကြီးရေထိုးကြတော့မှာပေါ့သူ့ဘွားရက်တီမူအတွက်ပါထိခိုက်နိုင်နေဒါကရှင်းရှင်းလေးလေးနဲ့နာမှုပဲလေသူတရားဆွဲတော့ဘာဖြစ်သွားလဲ တရားရုံးကသူ့ကိုရှုံးစေခဲ့ပါတယ်။ဟဲ့ဘာလို့လဲတရားရုံးကဘာပြောလဲဆိုတော့တရားပြန်ရဲ့လို့ရထားတရားဥပဒေနဲ့အညီရှင်းပြိုင်ခွင့် lawful competition ဆိုတဲ့မူပေါင်းထဲမှာပဲရှိနေတယ်တဲ့။อืมသူကចောင်းသားတွေကိုချင်းချောက်တာ အတင်းကျပ်ခေါ်တာမျိုးမလုပ်ခဲ့ဘူး။ကိုယ့်ရည်ချင်းတဲ့ကိုတရားဝင်ចောင်းလာဖွင့်တာဟာဘယ်သူရဲ့ဥပဒေအရအခွင့်အရေးကိုမှချိုးဖောက်တာမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့တယ်။အော်ပြီးတော့တရားလုံးမှာနင့်နာမှု ဒမ်နမ်အကြီးရေရှိပေမဲ့တရားပြိုင်ဘက်ကဥပဒေချိုးဖောက်မှု injuria တခုမှမရှိခဲ့ဘူးဒါကိုပဲဒမ်နမ် sign injuria လို့ခေါ်တာပါဒါကလက်တွေ့ဘဝမှာလည်းတွေ့နေရတဲ့ကိစ္စပဲနော်ကိုယ်ဆိုင်ဘေးမှာပြိုင်ဘက်ဆိုင်အကြီးကြီးတခုလာဖွင့်လို့ကိုယ်ဆိုင်ရောမကောင်းတော့ရင်သူကတရားပြီးဆွဲလို့မရဘူးဆိုတဲ့သဘောမျိုးပေါ့ဖြစ်ပါတယ်အဲ့သဘောပါပဲဒါပေမဲ့အရင်မိထဲကမိုးကူ steam shift ကိုအမှုကတော့နည်းနည်းပိုပြင်းထန်တယ်လို့ထင်တယ်အဲ့ဒီမှာတံပိုးကုမ္ပဏီအုပ်စုတစုက ပေါင်းပြီးတော့ပြိုင်ဘက်ကုမ္ပဏီတစ်ခုကိုဈေးဝက်ထဲကနေမောင်းထုတ်ဖို့တမင်ကြံစီဟဲကြတာလေဟုတ်တယ်ကုန်တဲတွေကိုအထူးရှွန်စေတွေပေးပြီးဆွဲဆောင်တာမျိုးတွေလုပ်ခဲ့တယ်ဒါကရိုးရိုးရှင်ပြိုင်မှုထက်ပိုမနေဘူးလားအဲ့ဒီအချက်ကတော်တော်ကောင်းနေမေကွန်းပါသူတို့ရဲ့ရွေးချက်ကပြိုင်ဘက်ကိုနင့်နာစေဖို့ဆိုတော့တည်တာပါလေဟုတ်တယ်လေဒါပေမဲ့တရားရုံးကသူတို့ရဲ့လုပ်ရည်တွေကိုပဲကြည့်ခဲ့တယ်သူတို့မလုပ်ခဲ့လဲဈေးချော်ပေးခဲ့တယ်ကိုပစ္စည်းကိုဈေးချော်ရောင်းတာကတရားမဝင်တဲ့လုပ်ရည်မဟုတ်ဘူး ဟုတ်တယ်ဘေးသူတို့ကပြိုင်ဘက်တင်ဘောကိုဖျက်ဆီးတာကုန်တယ်တွေကိုချင်းထောက်တာမျိုးတွေမလုပ်ခဲ့ဘူးဒီနေရာမှာပဲအရေးမြစ်ထဲမှာဖော်ပြထားတဲ့စစ်စော်စိတ် motive ဆိုတဲ့အချက်ကအရေးပါလာပါတယ်ဆိုလိုတာကကိုယ်စိတ်ထဲမှာဘလောက်ပဲမကောင်းတဲ့စစ်စော်ချက်ရှိနေပါစေကိုလုံးလိုက်တဲ့လုပ်ရက်ကဥပဒေနဲ့ညီနေသရွေ့အရေးမကြီးဘူးပေါ့တည်တည်ကြကြပဲဒီတဘောတရားကိုအထင်ရှားဆုံးပြတဲ့အမှုက Mayor of Bradford V Pickles အမှုပါ อ๋อအဲ့ဒီမှာလူတယောက်ကသူ့ခြံထဲမှာရေဝင်းတသွင်းတူလိုက်တယ်။ရေရွက်ချက်ကသူ့ခြံကိုရေပေးဖို့မဟုတ်ပဲသူ့ကိုဈေးကောင်းမပေးတဲ့အိမ်ကြီးချင်းမျိုးတော်စီပင်ရဲ့ရေအေးမြစ်ကိုခန့်ချောက်တော့အောင်တမင်လို့တာ။ဟာတရမကောင်းတဲ့စိတ်ပဲ။ဟုတ်တယ်။သူ့ရဲ့စိတ်ဆော်စိတ်ကအရမ်းမကောင်းဘူး။ဒါပေမဲ့တရားရုံးမှာပါဆုံးဖြတ်လဲဆိုတော့လူတယောက်ဟာသူ့ပိုင်မြေပေါ်မှာရေသွင်းထုတ်ခွင့်ရှိတယ်။အဲ့ဒါသူ့ရဲ့တရားဝင်အခွင့်အရေးပဲ။အင်း သူလောက်ရကတရားဝင်ဖြစ်နေသမျှသူစိတ်ထရစိတ်စော်စိတ်ကဘလောက်ယုံမာနေပါစေအဲ့ဒီလောက်ရကိုတရားဝင်ဖြစ်သွားအောင်မလုပ်နိုင်ဘူးလို့ဆုံးဖြတ်ခဲ့တယ်။ဒါကြောင့်မကောင်းတဲ့စိတ်နဲ့လှုပ်ခဲရင်တောင်မှတရားမြတ်တာတွေရှင်းပြမှုပေါင်းထဲကလောက်ရတဲ့ကြောင့်တခြားသူနင်းနာသွားရင်တရားဆွဲလို့မရပါဘူး။ရှင်းသွားလာပြီ။ ဒါဆိုရင်ကျမတို့မှဥပဒေအရာအမားနဲ့ဥပဒေကအတိမပြူတဲ့နစ်နာမှုဆိုတဲ့ပါဝင်ပစီနှစ်ခုကိုရသွားပြီ။နောက်ဆုံးတစ်ခုဖြစ်တဲ့ legal remedy ဒါမှမဟုတ်တရားဥပဒေအရာကုစားခွင့်ဆိုတာကောပါလေ။ဒီအချက်က ubuse eb remedium ဆိုတဲ့လက်တင်ဆိုရစကားနဲ့တိုက်ရိုက်ဆက်ဆက်နေပါတယ်။อืมအတိဘယ်ကတော့တရားဝင်အခွင့်အရေးရှိရင်တရားဝင် ကုစားမှုမှာရှိစမဲထိတယ်လို့ဆိုလို့လေ။ဥပဒေကလူတစ်ယောက်ကိုအခွင့်အရေးတစ်ခု ပေးထားပြီးရင်အဲ့ဒီအခွင့်အရေးချိုးဖောက်ခံရတဲ့အခါ ကားကွယ်ပေးဖို့ကူစားပေးဖို့နီလန်တခုခုကိုလေတခါသေးပစ်ထားပေးထားရမယ်ဆိုတဲ့သဘောပါပဲ။အော်ဥပဒေကအခွင့်အရေးတော့ပေးထားပြီ။ဒါကိုဘယ်လိုကာကွယ်ရမလဲဆိုတာတော့ကိုယ့်ဘာသာကိုကြည်ကျက်လို့ဆိုရင်လက်လွတ်ထားလို့မရပါဘူး။ကူစားခွင့်ဆိုတာကလျော်ကြီးငွေကိုပဲဆိုလိုတာလား။တခြားပုံစံတွေရောရှိသေးလား။ကောင်းနေမိခွန်မှာအများစုကလျော်ကြီးငွေ damages ကိုပဲပေးမြင်ကြတယ်။ဒါကအဖြစ်အများဆုံးကူစားခွင့်ပုံစံမှာ။ဟုတ်။ဒါပေမဲ့တခြားနီလန်တွေလည်းရှိတယ်။ဥပမာတားမြင်မိ injunction လို့မျိုးပေါ့အင်းတားမြင်မယ်နာမှုကိုကူးစားတာရောဖြစ်လာနိုင်တဲ့နစ်နာမှုကိုကြိုတင်တားဆီးတာပါပါဝင်ပါတယ်ဒါဆိုရင်အခွင့်အရေးချိုးဖောက်ခံရပြီးနစ်နာမှုလည်းရှိရင်တရားရုံးကအများအားကူညီပေးမှာလားချွင်းချက်ရောမရှိဘူးလားချွင်းချက်တော့ရှိပါတယ်အရင်မြေထဲမှာပါတဲ့ Hagerty VS Chain အမှုကဥပမာတစ်ခုပေါ့အော်ဟုတ်ကဲ့အဲ့ဒီအမှုမှာအမျိုးသမီးတယောက်ကသူ့ရဲ့အဖော်အမျိုးသားစီကကာလာသဲရော့ကကူးစက်ခံရတဲ့အတွက်နစ်နာမှုနဲ့တေးရဆွဲခဲ့တယ်အင်းဒီနေရာမှာ ဥပဒေရအမားသူ့ကြမ်းမကြီးကိုထိခိုက်စေမှုလည်းရှိတယ်။နစ်နာမှုလည်းရှိတယ်။ဒါပေမဲ့ကြားယုံကဒီမှုကိုလက်မခံပဲပလလိုက်တယ်။ဟဲ့ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဆဆန်ရင်ကအင်ထန်ရေးဖောက်ပြန်မှုကနေအစပြုခဲ့တာဖြစ်လို့လူကျင့်ဝင်နဲ့မညီဘူး။ဒီလိုယုံညံ့တဲ့ကိစ္စမျိုးနဲ့ဖြစ်ပေါ်လာတဲ့နစ်နာမှုအတွက်တရားယုံကဝင်ပြီးဖြေရှင်းပေးမှာမဟုတ်ဘူးဆိုတဲ့ပြည်သူ policy public policy ဘောအခြေခံပြီးဆုံးဖြတ်ခဲ့တာပါ။ဩသဘောပေါက်ပါပြီ။ ဒါဆိုရင်ဒီနေ့ဆွေးနွေးကြတာတွေကိုအချင်းချုပ်ကြည့်အောင်တရားမှနစ်နောင်မှုဖြစ်အောင်မြင်ဖို့ဆိုရင် ကိုဘက်ကနစ်နာယုံ ထိခိုက်ယုံနဲ့မပြီးပဲတကိုရဲ့ဥပဒေကအကာအကွယ်ပေးရတဲ့ဥပဒေတစ်ခုခုတိတိကျကျချိုးဖောက်ခံရရမယ်ဟုတ်ပါတယ်တအဲ့လိုချိုးဖောက်ခံရလို့ဖြစ်လာတဲ့နစ်နာမှုဟာ HPV white အမှုမှာလို့အခွင့်အရေးချိုးဖောက်ခံရခြင်းကိုနဲ့ကဖြစ်နိုင်တယ်လို့တခြားနစ်နာမှုတွေလည်းဖြစ်နိုင်တယ်ဒါမဲ့ဒါမဲ့ cluster school အမှုမှာလို့ တရားဝင်ရင်ပြိုင်မှုကြောင့်ဖြစ်ရတဲ့နစ်နာမှုမျိုးကိုတော့ဥပဒေကအတိအမှန်မပြုဘူးဟုတ်ကဲ့အတိအမှန်မပြုဘူးနောက်ဆုံးတော့အဲ့ဒီနစ်နာမှုအကဥပဒေကပေးထားတဲ့ကုစားခွင့်တစ်ခုခုရှိရမယ်တီတုံးချစ်စလုံးပြည်စုံမှတရားရုံးကမျက်နှာသာပြီးမှကိုဟုတ်ပါတယ်အချက်လက်တွေကိုကွက်ကွက်ခွင်းခွင်းမင်းသွားအောင် အနစ်ချုပ်ပေးတာပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့တစ်ခုခု ခြံထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့ ဒီနေ့ခေတ်လိုပြန်ဆိုင်မှုတွေအများပြင်းထန်တဲ့စီးပွားရေးလောကမှာကိုယ့်ရတရားဝင်အခွင့်အရေးကိုသုံးပြီးစီးပွားရေးလုပ်တာနဲ့တခြားတရားကိုတရားမဝင်ထိခိုက်နေတာတမင်လုပ်တာကြာကစီးမြင့်ကဘယ်နေရာမှာရှိနေမလဲ။အင်းစဉ်းစားစရာပဲနော်။ဒီနေ့ဆွေးနွေးခဲ့တဲ့ Gloucester School လို့ Mogul Steamship လို့လို့ရာစုနှစ်နဲ့ချီနေပြီဖြစ်တဲ့အမှုတွေကဥပဒေကအဲ့ဒီစီးကိုဘယ်လိုတတ်မှတ်ထားလဲဆိုတာပြခဲ့တယ်။ဒါမဲ့ဒီနေ့ခေတ်ရဲ့နေပြည်တော်ကွန်ပဏီကြီးတဲ့ Disruptor လို့ခေါ်တဲ့ဈေးကွက်ကိုလှုပ်ခတ်ပစ်တဲ့လုပ်ငန်းငယ်တွေရဲ့ ပြန်ဆိုင်မှုပုံစံတွေကအရင်ကနဲ့မတူတော့ဘူး။ဟုတ်တယ်လုံးဝမတူတော့ဘူး။အဲ့ဒီအခါမှာဟိုးရင်ကဆွဲထားတဲ့စီမင်းတွေကဒီနေ့ခင်နဲ့ဘလောက်ထိစီလျောမှုရှိသေးလဲ။အဲ့ဒီစီကိုပြလဲတုံးတက်ဖို့လိုအပ်လာနိုင်မလားဆိုတာကတော့ကျွန်တော်အားလုံးဆက်လက်လေ့လာရမယ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်နေတော့မှာပဲ။